အရာတော်မြို့မှာရိခာယူဝင်ငွေတွင်းရွာသို့ပြန်လာတဲ့အချမ်းဘက်စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတဦးတင်ဆောင်တဲ့တရင်ကိုတစ်ဆက်ပေးမှဖြစ်ပါတယ်။စကိုင်းတိုင်းအရာတော်မြို့မှာရိခာယူပြီးငွေတွင်းရွာသို့ပြန်လာတဲ့အချမ်းဘက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ပြီးထိခိုက်ဒိဆုံးသူရှိခဲ့ကြောင်းငွေတွင်း Revolution Force တာဝန်ရှိသူတို့က Rapid ကတင်ထဏာကိုပြောဆိုထားပါတယ်။ငွေတွင်း Revolution Force တာဝန်ခံတို့က ငွေရင်းကဖောကနဲ့အလောင်းတွေရောလုံနာတွေပါလာခေါ်သွားတာအပြန်ဖြစ်တာစစ်တပ်ဘက်ကအကြဆုံးများတော့လက်ချင်ရင်အမှတ်30ကိုကုညီလန်းတောင်းတာအဲ့ဒီအချိန်အင်းကအလုံးရင်းနဲ့ဝင်ရောက်လာတာလို့ဝက်ပြီးတော့တည်င်းဌာနကိုပြောဆိုထားပါတယ်ပြီးခဲ့တဲ့မေ၈ရက်နေ့တွင်ငွေရင်းရွာရှိအကျန်းပတ်စစ်အုပ်စုကရဲခါပြတ်တောက်မှုကြောင့်အရာတော်မြို့ပေါ်သို့ရဲခါများကိုတွားရောက်တည်ဆောင်ပြီးအပြန်တွင်ပြည်သူ့ကော်မတီရဲဘော်များက၄နာရီကြာသည့်အထိတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ၎င်းတိုက်ပွဲတွင်အချမ်းပတ်စစ်တပ်ဘက်မှတဦးတည်ဆုံးပြီး6ဦးအထိထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်။အဆိုပါထိခိုက်မှုကိုငွေကြေး Revolution Food ကမုံရွာခရိုင်အမှတ်27တရင်တိုက်နယ်9 30 17တို့နဲ့အတူပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါသည်။